အရင်တော့ဆိုအိမ်ကတယောက်တည်းပစ်ထားတယ်အခုကတော့အိမ်ကတယောက်တည်းစိတ်မချတော့အမအိမ်ကအမလာနေပေးတယ်လာနေပေးရောဆိုတော့ဘလို့ဖြစ်သူရှိနေတော့အဖို့ရတယ်အိမ်တန့်ရှည်ရဲ့လုပ်ဖို့အတွက်ကြတော့ကျွန်တော်မပင်ပန်းရတော့ဘော့ Remote Oro set pay မပလဲဟူလို Toilet ချေရှည်လက်ချေမပေးတယ်မောထိုင်ပြီးတော့လည်းစဉ်းကျင်တယ်လည်းဘာမှလည်းမထိုးလဲတော့ဆိုတော့အဲကျွန်တော်ရှေ့ဆက်ဖို့အတွက်ဒီအရှိ ဘလို့သွားထပ်တော်ရမလဲပဲကျွန်တော်ပို့ပြီးတော့တွေးဖြစ်တယ်ဘလို့အကောင်းဆုံးကျွန်တော်ထပ်ပြီးတော့ရက်တည်နိုင်မလဲအဲပြောလို့ရှိရင်ရက်တည်ရမလဲပြီးလို့ရှိရင်တော့အာဒီအာတင်ငန်းစာရေးပေါ်မှာကျွန်တော်ဘလို့အကောင်းဆုံးပြန်ပြီးတော့ရက်တည်ရမလဲပဲကျွန်တော်တွေးဖြစ်ပါတယ်ခင်ဗျာနောက်ပြန်လဲကြည့်လို့လည်းလည်းကောင်းတယ်လည်းဘာမှလည်းမရှိတာတချို့မလို့ဆိုတော့အရှိမကျွန်တော်ဘယ်လိုကောင်းစားရှေ့ရှောက်မလဲဆိုပြီးတော့အားပြမွေးထားရတယ် ာဒီနေ့ကဒီဝိုင်းရဲ့ဒါ grand opening ပေါ့နော်အာကျွန်တော်လာပြီးတော့ကွန်ပျူတာပြပါမယ်ဟုတ်လာမှာပါဒီဝိုင်းကိုယ်တိုင်းတော့မလုပ်တာတော့မလုပ်ပြတာကြာပြီပေါ့နော်အာဆိုတော့ပုံမှန်ကွာကိုယ်အိမ်မှာပဲလက်တည့်ညက်ဖြစ်တယ် အာအလားပါတော့ခုခေတ်မှာကျတော့ဒါလက်တဲခြေတဲအားစအခုပြည်တဲ့နေဆိုတော့အကုန်လုံးကယောက်ျားလေးရောမိန်းကလေးရောအရန်လိုအပ်တယ်ဒါကအာ trend ကပြောင်းလာပြောင်းလာတဲ့အရာပေါ့နော်ကျွန်တော်တို့ယောက်ျားလေးတွေလည်းအာအမိလိုက်တင်တယ်ပေါ့နော်အာပြီးတော့ကောင်မလေးတွေဆိုရင်လည်းယောက်ျားလေးတွေရဲ့ဒါကောင်လေးတွေရဲ့ဒီလက်တဲခြေတဲအဲ့လိုမတက်နေလို့ရှိရင်ကောင်မလေးတွေအရန်ကြိုက်တယ်လေအဲ့ဆိုတော့နောက်ပိုင်းဆိုရင်လည်းဒါကျွန်တော်ယောက်ျားလေးတွေဆိုတော့ဒါအရန် view site တင်တာပေါ့နော်ဟုတ် facial treatment ကကျတော့ပုံမှန်ကျတော့ကျွန်တော်တစ်လတစ်ခါပြန်နှစ်လတစ်ခါကျွန်တော်အလုပ်အားလို့ရှင်တာကျွန်တော်လုပ်ဖြစ်တယ်ပုံမှန်ကျတော့ကျွန်တော်အိမ်မှာ skin care ပဲသုံးဖြစ်တယ်ခင်ဗျာဟုတ်အာအဓိကဟိုကျွန်တော်အလုပ်အတွက်လည်းရမ်းလိုအပ်တယ်လေနော်ကျွန်တော်ကျွန်တော်ဒီညနာလေးနဲ့စားနေရဆိုတော့အဲပုံမှန်နဲ့ပို့ပြီးတော့ queue site ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီစိတ်ကန်းလာပြီးတော့ဆိုင်လာပြီးတော့မလုပ်ဖြစ်နေတော့မှကျွန်တော်အိမ်မှာကော့ဖို့တော့လုပ်ဖြစ်တယ်ခင်ဗျာဟုတ် မြေလုံးချမထွေသူတော့မရှိသေးပါဘူးခင်ဗျာကျွန်တော်အဲပွဲတွေဆိုဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်တချင်းတွေလုပ်ဖြစ်တယ်ပေါ့ပြီးလို့ရှိရင်တော့ပွဲတွေတက်ဖြစ်တယ်ဆိုတော့ဒါလေးပါဘူးမော့အူရုဆိုင်ပေးမဘလဲဟူလောတွေးလက်ချက်ရှိလက်ချက်မပေးတဲ့မောတော့ပြေယူအာတချင်းတွေပြန်ပန်သေးတဲ့ခါကြလို့ရှိရင်တော့ဒါကျွန်တော် အဲဆိုရဲတခြင်းတွေကတော့အရင်တော့တခြင်းတွေပေါ့နော်အရင်တော့တခြင်းဒါအောင်မြင်မိတာတခြင်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြန်ဖန်တီးတဲ့နေရာမှာအမောင်းရင်းတစုံနေရာမရှိအောင်ကျွန်တော်အသေးစိတ်ရနေပြီးတော့ကျွန်တော်ပြင်ဆင်လဲတခြားလေးလုပ်တယ်ကောက်ကိုကိုပတ်စံလေးနဲ့ကိုစိုက်ထုတ်ပြီးတော့တခြားလေးအားစိုက်ပြီးတော့လုပ်ဖြစ်တော့ပေါ့နော်ဒါကတနည်းနည်းတစ်ချိန်ချင်းကျွန်တော်အသက်ကြီးလာတဲ့ခါကြလို့ရှိရင်ကျွန်တော်ဒီလိုမျိုးလေးအမှုပညာလေးတွေဖန်တီးခဲ့တယ်ဆိုတော့ကျွန်တော်ရဲ့အမှတ်တိုင်လေးတွေခြံခဲ့ခြင်းလို့ကျွန်တော်တခြားလေးအလုပ်ပြီးတော့ဖန်တီးဖြစ်တာပါခင်ဗျာ အခုတော့စုနေတယ်စုနေတဲ့အတွက်ကြောင့်အဲ့လိုလိုမျိုးအာအလုပ်တွေလာလို့ရှိရင်တော့အဲတေချာလေးပို့ပြီးတော့လုပ်ဖြစ်တယ်ပြီးလို့ရှိရင်တော့အာအရင်ကတည်းပို့ပြီးတော့ဟိုဟိုဟိုနားကျင်အောင်မအဲ့လိုမျိုးနားရုပ်ပေါ့နော်ဘာလို့ဆိုတော့ဒါစုရမယ့်အချိန်ပြီးတော့ကျွန်တော်တို့အလုပညာအလုပ်စားတော့အရတော့မယ့်ယူရတာပြီးလို့ရှိရင်တော့ဟိုဟိုလိုပါမယ့်စီးပွားရေးအလုပ်လိုမျိုးမဟုတ်ကိုရှာနိုင်ရှာနိုင်လို့ရတာမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီရတဲ့အချိန်လေးမှာကျွန်တော် အာဒီယူထားတာပေါ့နော်ယူထားရင်းနဲ့ပဲစုထားတာပေါ့အခုကတော့အိမ်ကအရင်တော့ဆိုအိမ်ကတယောက်တည်းပြစ်ထားလေအခုကတော့အိမ်ကတယောက်တည်းစိတ်မချတော့အမအိမ်ကအမလာနေပေးတယ်လာနေပေးတော့ဆိုတော့ဘလို့ဖြစ်သူရှိနေတော့ပေါ်ရရဲအိမ်တက်ရှင်ရဲ့လုပ်ဖို့အတွက်ကြတော့ကျွန်တော်မပင်မရတော့ဘူးအရင်တော့ဆိုရင်ကျွန်တော်ရှူတရားနေပြန်လာလို့ရှိရင်ကိုယ့်အိမ်တက်ရှင်ကိုယ့်ဟာကိုယ်ကိုယ်တိုင်လုပ်တယ်ကိုယ့်ရဲ့ဝေယဝါစာကိုယ့်ဟာကိုယ်တိုင်လုပ်တဲ့ကြောင့်မလို့အာပူပင်မန်းနေပေါ့နော်အခုကကျတော့အမလာနေနေပြီးရတဲ့ကြောင့်မလို့ ဒီစာဝတ်တော့ဖို့ကိုယ့်ရဲ့အိမ်ငွေရဝတ်စားရအကုန်လုံးသူလုပ်ခဲ့အတွက်ကြောင့်မလို့ဒီအလုပ်တစ်ခုပဲအာရုံစိုက်ဖို့လိုတော့ပါဟုတ်အစဉ်ကျနေအစဉ်ကျနေဆိုတော့ဒါဟိုဟိုထိုင်ပြီးတော့လည်းစဉ်ကျနေလည်းဘာမှလည်းမထိုးလဲเนาะဆိုတော့အဲကျွန်တော်ရှေ့ဆက်ဖို့အတွက်ပဲဒီအရှိဘလို့သွားထပ်တော်ရမှာလည်းပဲကျွန်တော်ပို့ပြီးတော့တွေးဖြစ်တယ်ဘလို့အကောင်းဆုံးကျွန်တော်ထပ်ပြီးတော့ရက်တည်နိုင်မလဲအဲပြောလို့ရှိရင်ရက်တည်ရမလဲပြီးလို့ရှိရင်တော့အာဒီ အာတင်ကန်းစာတွေပေါ်မှာကျွန်တော်ဘလို့အကောင်းဆုံးပြန်ပြီးတော့ရက်တရမလဲပဲကျွန်တော်တင်းဖြစ်ပါတယ်ခင်ဗျအနောက်ပြန်လဲကြည့်လို့လည်းလဲကောင်းတယ်လည်းဘာမှလည်းမရှိတဲ့အတွက်ကြောင့်မလို့ဆိုအရှိမကျွန်တော်ဘလို့ကောင်းဆုံးရှေ့ရှောက်မလဲဆိုပြီးတော့အားပြည့်မွေးထားရတယ်ကျေးဇူးများတင်ပါတယ်ဒီနေ့ဒီချိန်ထိကျွန်တော်ကိုချစ်ပေးကြတဲ့အတွက်ကြောင့်မလို့အမြဲတမ်းပရိသတ်အတွက်အမြဲတမ်းအကောင်းဆုံးကြိုးစားပါမယ်လို့ပြောဆိုပါတယ်ကျေးဇူးများတင်ပါတယ်